နောက်ကွယ်မှာကြောကင်သူတွေရှိတယ်လို့ဆွဆွဲနေတဲ့သူတွေကိုအရွက်တိုက်လာခဲ့တဲ့ဖြူဖြူထွေးအလုံးမင်းမင်္ဂလာပါဗမစ်စနောင်းကနေကြွဆွလိုက်ပါတယ်ဖြူဖြူထွေးကအညာဒေတာမှာလေယာကောက်ဆိုင်အလုံးနဲ့ရက်တည်နေတဲ့မိသားစုကတာမန်ကမာလေးတယောက်ဖြစ်ခဲ့တာပါဒါပေမဲ့เจ้าမဂျွန်းထိုးပြလိုက်တဲ့နောက်ပိုင်းမှာတော့ဖြူဖြူထွေးရဲ့ဘဝကမထင်မှတ်ထားလောက်ကိုချမ်းသာလာခဲ့တာပါအခုချိန်မှာတော့ဖြူဖြူထွေးရဲ့ကြွယ်ဝချမ်းသာမှုတွေကအနုပညာလောကမှာထိတ်တန့်အနုပညာရှင်တယောက်ကိုတောင်ရှင်နိုင်တဲ့အနေထားမှာရှိနေပါတယ် ချမ်းသာတလို့အလှတန်းလဲရက်ရောတာကိုရေပေငလင်ဘေးတွေမှာထင်းသားမြင်တွေ့နေရတာပေါ့ဘေကရင်ရက်မှာလှောက်ခိုက်ခဲ့တဲ့ငလင်ကြောင့်အိုးအိမ်တွေပျက်စီးသွားရတဲ့အချိန်မှာဖြည်းဖြည်းထွေးကဇက်တိုက်ဆိုတလို့လှတန်းပေးနေတာပေါ့ဒါအပြင်သိန်းထောင်ကျော်ကိုနေ့စဉ်လှတန်းပေးနိုင်တဲ့အတွက်လဲတချို့ကဆိုရင်မယုံကြည်နိုင်ဖြစ်နေကြပါတယ် ဖြစ်ဖြစ်ထွေးရဲ့ပတ်စံတွေလားလို့ထင်နေတဲ့သူတွေလည်းရှိပါတယ်။တချို့ကလည်းမြန်မာနိုင်ငံရဲ့အယူအဆတွေရနောက်ကွယ်မှာကြိုးကန်ကငွေရပုံလိုက်ကိုဖြိုနေသူတယောက်ရှိလိမ့်မယ်လို့ခန့်မှန်းနေတာပေါ့။ဖြစ်ဖြစ်ထွေးရဲ့အပြုမှုတချို့ကြောင့်လည်းနောက်ကွယ်မှာလက်မဲရှိတယ်လို့ထင်ရစီတာကြောင့်ပေါ့။လက်မဲကြီးတွေကြိုးကန်သူတွေရှိနေတယ်လို့ဆွဆွဲကြတာကိုလှလပပသာတောက်ပြန်လာခဲ့တာပေါ့။ဖြစ်ဖြစ်ထွေးကသူမကိုတခုခုဝေဖန်ပြောဆိုပြီးဆိုရင်အရွက်တိုက်တဲ့အနည်းနဲ့ဖြည့်ရှင်းတတ်ပါတယ်။တခါတည်းမှာဆိုရင်သူမကဝက်စားဝက်တာမစင်ချင်ဘူးလို့ဝေဖန်တဲ့အချိန်မှာဒူအပေါ်လောက်သာရှိတဲ့ဝက်ဆောင်တွေနဲ့ဗီဒီယိုတွေ ကိုစူးစီးပြီးတင်ပြတာမျိုးလည်းရှိပါတယ်။ဘေးကင်းရက်မှာလည်းငလင်ဘေးသွန်းလို့ပို့အလူပြည့်စည်းရည်နဲ့ငွေအထုတ်လိုက်ကိုဘရက်ဒတ်တေကိုချက်ပြလာခဲ့တာပေါ့။ဒါအပြင်သူမမှာဂျိုးကင်သူနဲ့လက်မဲကြီးတွေရှိတယ်ဆိုပြီးပြောလာခဲ့ပါတယ်။ ကြိုးကင်သူတွေဆိုပြီးမိသားစုဝင်တွေကိုကြိုးရီတန်းစီကန်ခိုင်းကချပြလာခဲ့တာပါမိခင်ဖြစ်သူအပေါင်းဝင်အားလုံးကိုကြိုးကင်ခိုင်းကကြိုးကင်သူရှိတယ်လို့အရွယ်ထားလိုက်တာဖြစ်ပါတယ်ဒါအပြင်လက်မဲကြီးလည်းရှိသေးတယ်ဆိုပြီးဝက်ရှော့မှာလုံလုံနေတဲ့မောင်လေးတယောက်ရဲ့လက်ကိုလက်မဲကြီးဆိုပြီးထုတ်ပြနေခဲ့တာပါဖြစ်ဖြစ်ထွေးကသူမကိုဆွဆဲနေသူတွေကိုဟာတနှော့ကရွက်တိုက်ပြီးထုတ်ပြန်လာခဲ့ပါတယ်သူမမှာဘာလက်မဲမှမရှိပဲသူမရဲ့မိသားစုနဲ့အလူရှင်တွေသာရှိတယ်လို့ဆိုပါတယ် ဒါအပြင်တရက်ကိုငွေရထုတ်လိုက်ချပြပြီးလှူနေတာကလည်းဖြူဖြူထွေးရဲ့အလှငွေတွေမဟုတ်ပါဘူးဖြူဖြူထွေးကငလင်းဘေးသင့်ဒေတာတွေကိုသွန်လို့ပေးနိုင်တဲ့အတွက်နိုင်ငံခြားကအလှရှင်တွေကသမစီကိုသိန်းဆယ်ချီလှူဒန်းသူတွေလည်းရှိသလုံးသိန်းရာချီလှူဒန်းတဲ့သူတွေလည်းရှိပါတယ် စောပိုင်းငွေတွေကိုဖြဖြွှထွေးကဘန်းမှာ၄ငါးရက်လောက်သွားထုတ်ရပါတယ်။ငွေတွေကရမ်းများပြတာမို့တရက်နဲ့နဲ့ဒိုင်းငံထုတ်ကအလှရှင်တွေကိုစားငလင်းဘေးသင့်ဒေတာတွေကိုသွားလှုပ်ပေးတာဖြစ်ပါတယ်။ဒါပြင်ဖြဖြွှထွေးကကင်မရာတွေနဲ့တေချာရိုက်ကသူမရဲ့အကောင့်မှာပြန်တင်တာပေါ့။ဒါကြောင့်မို့လူအများကဒိန်းထောင်ချီငွေတွေကိုဖြဖြွှထွေးကပဲဒိုင်းငံလှုပ်နေတယ်လို့ထင်လာကြပါတယ်။ဖြဖြွှထွေးဟာနမေကန်နဲ့လှုပ်ပေးတာဖြစ်ပြီးနောက်ွယ်မှာအလှရှင်တွေရှိနေတာပေါ့။ဒါပေမဲ့ဆယ်လီဖြစ်တဲ့ဖြဖြွှထွေးကတော့ Brighter အကျိုးဆောင်ရရော့သူဖြစ်နမေကြီးလို့နေတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဆိုရင် ယ်ခုလိုနမဲကန်အနေနဲ့ brighter အကျိုးဆောင်ကနမဲကြီးသူတွေကမရင်မတွက်နိုင်အောင်ကိုမြပြလာပါပြီ။ငန်းရင်ဘေးအတွက်နမဲခန်ကဒိုင်ကန်လူပေးနေတဲ့ဖြစ်ဖြစ်ထွေပေါင်းပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။